ီနေ့ဒီဗီဒီယိုလေးမှာတော့ဒီနေ့နိုဝင်ဘာလကဘာရွှေစည်းကွက်တလတာအပွင့်ရနိုဝင်ဘာလ၁ရက်နေ့အတွက်ဖြစ်ပျက်လာခြင်းရှိတဲ့ကဘာရွှေစည်းကွက်အနေထားကိုကျွန်တော်သုံးသပ်ပြောကြားပေးတာဖြစ်ပါတယ်။ဒီနေ့ကတလတာအပွင့်ရလည်းဖြစ်တယ်လို့ဟိုတနင်္လာနေ့နဲ့ပြတာပြတဲ့ကမှာသုံးဆန်တိုင်းပေါ့နော်။ဥပမာကျွန်တော်တို့လုပ်ငန်းဝင်နေပိုင်းမှာဆိုရင်လည်းတနင်္လာနေ့ဆိုရင်အလုပ်တွေကတိတ်မသွင်းကြရအောင်ပေါ့နော်။ဘာလို့လဲမေးမှဆိုကျွန်တော်တို့စင်ရင်းပိတ်ထားတယ်။အဲ့ဒီပည့်ရက်ဒီမှာကျွန်တော် ပြန်ပြီးတော့အလုပ်လုပ်ရတဲ့ခါမှာအလုပ်မသွင်းကြလို့ပုံစံမျိုးပဲဒီအရောက်ဝယ်စည်းကွက်မှာလည်းကျွန်တော်တို့ကဒီနေ့တနင်္လာနေ့ကကျွန်တော်တို့ကတိတ်ပြီးတော့ trade တွေအနေနဲ့ တိတ်ပြီးတော့ရောင်းဝယ်မလုပ်ကြဘူးပေါ့နော်ဈေးကွက်အနေထားကိုစောင့်ကြည့်ကြတယ်ဈေးကွက်အနေထားကိုအကဲခက်ကြတယ်ဈေးကွက်အနေထားကိုအကဲခက်ကြတယ်အဲပြီးမှနောက်ရက်ဒီမှာကျွန်တော်တို့ကပေါ့နော်ဘယ်ဘက်သွားနိုင်လဲသွားနိုင်တဲ့အနေထားပေါ်မူတည်ပြီးတော့ရောင်းဝယ်လိုက်လုပ်ကြတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီနေ့တုံမာလာ၃ရက်နေ့တုံမာလာတလတာဈေးကွက်အဖွင့်ရကဘာရွှေစေနေထားတော့ကျွန်တော်မြန်မာပြောမှာဆိုရင်ဈေးအတက်ကြကြီးကြီးမားမားဖြစ်ဖို့ထက်ဈေးအတက်ကြအကြကြံဖို့ထက် ဈေးဤလိမ့်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်။ဘာလို့လဲမလဲဆိုကမ္ဘာ့ချွေစရာတောက်လျှောက်ဈေးအလုတ်ခတ်ကျန်းခဲ့တာကျွန်တော်တို့2လကျော်3 2လကျော်နီးပါးလောက်ရှိပါတော့။ဒီလိုမျိုးဈေးငိမ့်တဲ့လိမ့်သားမျိုးကိုကျွန်တော်တို့ပြီးခဲ့တဲ့တောက်ကြနီးလောက်ကမှကျွန်တော်စပြီးတော့မြင်ခဲ့ရတာပေါ့နော်။အဲကြောင့်ဒီနေ့တနင်္လာနေ့မှာလည်းကျွန်တော်ဈေးညိမ့်မယ်လို့ကျွန်တော်သုံးသပ်ထားပါရဲ့ဒါပေမဲ့ဒါကရေပူးရသုံးသက်ချက်တာဖြစ်တာမို့လို့ရောင်းဝယ်ဈေးကွက်မှာဘာမှမဆိုဖြစ်နေတယ်ဖြစ်နေတာမို့လို့မှားကောင်းလဲမှားနိုင်ပါလေ အာပြီးတော့ကျွန်တော်တို့ဒီနေ့တုံးတဲ့ချက်ဗီဒီယိုတွေကိုလည်းကျွန်တော် login တူရှင်းတော့မယ်ကျွန်တော်တုံးတဲ့ပြချပေးလိုက်မယ်ဘာလို့လဲမဲဆိုပြမနိုင်ငံမှာကျွန်တော်တို့ internet line တွေကြာနေတဲ့ internet line တွေပြတ်နေတဲ့ခါမှာကျွန်တော်တို့တုံးတဲ့ချက်ဗီဒီယိုယူကိုချေချေဝဲဝဲကြည့်ဖို့ကြတော့အဲလူကြီးမင်းတို့အဆင်မပြေနိုင်တာမလို့ကျွန်တော်တို့တော်တော့ပဲကျွန်တော်တုံးသက်ကြလိုက်မယ်ပေါ့နော်ဟုတ်ပြီအရင်ဆုံးကျွန်တော်ကဘာရွှေရဲ့ဈေးနှုန်းတက်ကြချက်ကိုကျွန်တော်တွားကြည့်မယ်ဈေးနှုန်းတက်ကြချက်ကိုတွားကြည့်မယ်ဆိုကျွန်တော်အချိန်တရက်တာနဲ့ကျွန်တော်ကြည့်မယ်တော်တရက်တာကြည့်မယ်ဆိုဒီနေ့မနက်မှာကဘာရွှေဈေးကျွန်တော်တို့ 3990မှာဈေးဖွင့်လာတယ်လက်ရှိချင်းဒီအမြင့်ဆုံးနေနဲ့4000ဆန်ကားတိတက်ခဲ့တယ်အနေဆုံးနေနဲ့ကျွန်တော်တို့3960တိကျခဲ့ပေါ့လက်ရှိမှာတော့ကျွန်တော်တို့အာ4000လေး4000ငါးဈေးတဲမှာဈေးပြည့်နေနေတာကိုတွေ့ရတယ်ပြီးခဲ့တဲ့အပတ်တုန်းကကျွန်တော်ကြက်တာပရီမီယမ်မှာအသက်အားကောင်းပြခဲ့တယ်ဒါပေမဲ့တောက်ကြနေမှာထုံးစံတိုင်းဈေးအကျခက်ပါပါနဲ့ပြန်ပြီးသွားခဲ့တယ်ပြီးတော့တပတ်တာအနေထားနဲ့ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ကဘာချွေးဈေးရအကျနဲ့ပဲပြီးသွားတာဖြစ်တဲ့အခါမှာကျွန်တော်အမြင်ပြောမယ်ဆိုဒီစပတ်တဲမှာတော့ကျွန်တော်တို့ဈေးအကျန်ကြဖို့မျှော်လင့်လို့ရနိုင်သေးတယ်ခင်ဗျ ဒါမှမဟုတ်ကျွန်တော်ပြီးခဲ့တဲ့တောက်ကြနေတော့တုံးသက်ပြလိုက်ခါမှာကဘာချွေဈေးရပါတော့3980အထက်မှာတလတာဈေးပိတ်သွားရင်ဈေးဆန့်ကျင်ဈေးပြန်တက်နိုင်တယ်ပေါ့နော်ဒီနိုဝင်ဘာလထဲမှာဒီမြန်မာတစ်ခုရှိတာကျွန်တော်ကနိုဝင်ဘာလထဲမှာဈေးပြန်တက်နိုင်တယ်လို့ပြောချင်းဖြစ်ပါတယ်နိုဝင်ဘာလဆိုတာကကျွန်တော်ရက်သက်ပတ်တွေ၄ပတ်၅ပတ်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်နိုဝင်ဘာလဆက်စကြပထမပတ်ပါချက်ချင်းပြန်တက်မယ်လို့ဆိုလိုခြင်းမဟုတ်ပါဘူး ပြီးတော့ကျွန်တော်ခုနပြောခဲ့ပုံဒီတစ်ဖက်ထဲမှာဈေးကျနိုင်တယ်ဆိုတာကလည်းဒီနေ့ချက်ချင်းကျမယ်လို့ဆိုလို့ချင်းမဟုတ်ပါဘူးဒီတစ်ဖက်မှာကျွန်တော်900ရရှိရဗျာမနေ့ပြန်မှာလည်းကြောင်ကောင်ကျနိုင်တယ်တစ်ဖက်ခါမှာလည်းကြောင်ကောင်ကျနိုင်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့အာဒီနေ့ကဘာရွှေစီနေထားတော့ကျွန်တော်ခုနသုံးသက်ပြလာပြသလို့မျိုးပဲကျွန်တော်အရန်ကြီးဈေးအလောက်ခက်ဖြစ်မယ်လို့တော့မသိဘူးဗျဈေးအတက်ကြပုံမှန်လေးသွားနိုင်တယ်အဲတခုရှိရပါဘူးညာပတ်ဒီဘာကြီးမှာတော့ကျွန်တော် breaking news တွေထွက်လာမှာမျိုးဖြစ်ဖြစ်ဒါမှမဟုတ်ဈေးဆွတ်တင်ဆွတ်ချတွေလှုပ်ချင်တော့ပဲဖြစ်ဖြစ်တော့အညာဘက်အမေရိကန်ဈေးကွက်ချိန်မှာတော့နည်းနည်းလေးဈေးအလောက်ခက်တော့ရှိကောင်းရှိနိုင်တယ်ပေါ့နော် ဒါပေမဲ့ကျွန်တော်အမြင်ရပြောမယ်ဆိုရင်တော့ဈေးကဘယ်နဲ့ပဲကြာပဲပြေးဖို့များလဲလို့မိမယ်ဆိုရင်ကျွန်တော်တို့အပေါ်ဆိုဗျာကျွန်တော်တို့ဒီ၄တော့40အောက်ဆိုကျွန်တော်3960ဒီကြာပဲတက်လိုက်ကြာလိုက်ပြေးမယ်လို့ကျွန်တော်သုံးသပ်ထားတယ်ခင်ဗျအဲ့ဒါကြောင့်ဒီနေ့ကပ္ပချွေစေကျွန်တော်အယောင်းဝင်လုပ်မယ်ဆိုရင်4040နားရောင်းရင်ဒီလို4040အထက်မှာပေါ့နော်ကျွန်တော်တို့ ဒီလိုဇီအသက်3ခက်ကြီးကြီးဒရုန်းနဲ့ပေါ့နော်၄လောင်း40စေတန်းအထက်မှာအချိန်တနားအတိုင်းတာနဲ့ဇီအသက်3ခက်ကြီးကြီးဒရုန်းမပြီးမချင်း၄လောင်း40နာတက်ပြီဆိုရင် ရောင်းပါအမြတ်ပိုင်းစေတန်းကိုပြတင်းနှစ်ခုကြာကျွန်တော်ကြားချလိုက်3960နဲ့၄လောင်း40ဆိုအမြတ်ပိုင်းစေတန်းကို၄လောင်းသို့မဟုတ်3990စေတန်းမှာအမြတ်ပိုင်းမှာအရှုံးပိုင်းစေတန်းကတော့၄လောင်း50အထက်မှာထားပါအဲ့လိုပဲကျွန်တော်တို့3960စေတနာဈေးကြလို့ကျွန်တော်တို့ဒီလိုမျိုးဈေးအကြတော့မဟုတ်အချိန်တနားရဲ့အတိုင်းတာနဲ့ဈေးအကြတော့ခက်ကြီးကြီးတဲ့တော့ မပြီးမချင်းပေါ့နော်မပြီးမချင်းကျွန်တော်4 3960စီတန်းနာမှာပြန်ဝယ်လို့ရပါတယ်အမြတ်ပိုင်းစီတန်း4040ဆိုရင်4040ပြ4000စီတန်း4030စီတန်းညီမအမြတ်ပိုင်းပါအချုပ်မှန်စီတန်း3950အောင်မှာပြပါခင်ဗျတကယ်လို့ပေါ့ဒီ4000ဒီနေ့တနေ့လာတဲ့မှာကပတ်ချွေစီတန်း4040စီတန်းအထက်မှာအချိန်တနင်္လာအတိုင်းတာနဲ့ဈေးအတက်တုံခက်ကြီးကြီးတုံးပေါ့နော်ကျွန်တော်တို့ market ခေါ်ရ H1 Bucanestic ဖောက်တက်ပြီးပြီးသွားရင်နော် live ဝယ်ပါ ၄၀၈၀ရေ၄၀၈၀အထိဈေးတက်နိုင်ပါတယ် SCN နေမှာအမြတ်ပိုင်းပါအရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်တို့အာ၄၀၃၀ဈေးတန်းအောင်မှာအရှုံးပိုင်းပါခင်ဗျအဲ့လိုပဲကျွန်တော်အောက်ဘက်က၃၉၆၀ဈေးတန်းအောင်မှာကျွန်တော်တို့ကဘာရွှေဈေးအဲကျွန်တော်အချိန်တနားရင်အတိုင်းသားပိတ်ဈေးပေါ့နော်အာဈေးအကြအကောင်းကောင်းနဲ့အချိန်တနားရင်အတိုင်းသားပိတ်ဈေးကျွန်တော်တို့ market ခေါ်ရ H1 Beckness နဲ့၃၉၆၀ဈေးတန်းအောင်မှာပေါက်ကြပြီးပိတ်သွားရင်တော့လိုက်ရောက်ပါကျွန်တော်တို့၃၉၃၀ရေ၃၉၀၀အထိဈေးဆက်ကြနိုင်ပါတယ် အဲ့အေးဇင်းလောက်မှာအမြတ်ပိုင်းပါအရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်3990ဈေးတန်းထက်မှပြီးပါခင်ဗျဒီနေ့ကပ္ပရွှေစီကတော့ကျွန်တော်ဈေးညင်တန်းနေတာဖြစ်တဲ့အာပြီးနိုင်တဲ့နေတာဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်အပေါ်ဈေးဆောင်ရောက်အောက်ဈေးဆောင်ဝယ်အပေါ်ဈေးဖောင်ရင်လိုက်ဝယ်အောက်ဈေးဖောင်ရင်လိုက်ရောက်အဲ့လိုပုံစံမျိုးနဲ့ရောင်းဝယ်လို့တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါမှမဟုတ်ကျွန်တော်တူတဲ့အမြင်ကတော့ကျွန်တော်ကတော့ အော်ရောင်းဘက်ကိုပို့ပြီးတော့အာတက်မိတယ်ခင်ဗျာဒါကျွန်တော်တဝူးတဲ့အမြင်ပေါ့နော်ဘာလို့ဆိုပြီးခဲ့တဲ့ပတ်သက်ကလည်းဈေးအကျနဲ့ပိတ်သွားတာပြတဲ့ခါမှာကျွန်တော်တို့အရောင်းဘက်တော့ပို့ပြီးအာတက်မိတယ်ဒါပေမဲ့အဲကျွန်တော်အရောင်းဘက်အာတက်နေဆိုတဲ့လူကြီးရင်းအရောင်းနေပဲလိုက်လို့ဆရာမလို့ဘူးကျွန်တော်ခုနသုံးသက်ပြပြတဲ့အတိုင်းပဲဈေးနဲ့အနေထားရေးစောင့်ကြည့်ပြီးတော့အဝယ်ရောင်းလုပ်လို့ရတယ်ခင်ဗျာပြီးတော့လေဒီနေ့တနေ့တာပိတ်ဈေးရကျွန်တော်တို့အတက်နဲ့ပိတ်ပြီးအကျနဲ့ပိတ်ပိတ်တနေ့နာနေပြတာပြတဲ့ခါမှာကျွန်တော်တနေ့နာနေကကျွန်တော်တို့ အာဒီမှာကဘာချွေစည်းကွက်မှာဆိုရင် correction day လို့ဘာကိုပြောလို့ရှိတာဖြစ်တဲ့ကတနင်္လာနေ့တက်တာပဲစီဘဲမှာပိတ်ပြီးကျွန်တော်တို့အရင်တော့အရေးမပါဘူးခင်ဗျ။ဟိုမှာဒီတနင်္လာနေ့အပိတ်စီရဗျာဆိုကြပါစို့ကျွန်တော်တို့အာတည့်ရက်တာနဲ့ကြည့်မယ်ဆိုကျွန်တော်တို့ဥမာကျွန်တော်တို့ဒီပေါ်ပိတ်သွားဗျာဆိုကြပါစို့440အထက်မှာပိတ်သွားရင်ရောနောက်နေ့မှာဈေးတက်ဖို့ဤပညာပိုင်ရန်တည်ကြမှာလားလို့မြင်မယ်ဆိုကျွန်တော်အမြင်ပြောမယ်ဆိုရင် ဒီဒီနေ့တရက်တာပေးစရာ240အထက်မှာပိတ်ရင်တော့မှာမနေ့ပြန်မှာဈေးပြန်ထိုးကြသွားလို့ကျွန်တော်နိုင်တယ်အဲ့လိုပဲဒီနေ့တရက်တာပေးစရာဒီ3960ဈေးနဲ့အောက်မှာပိတ်ရင်တော့မှာမနေ့ပြန်မှာဈေးပြန်ကန်တက်တာမျိုးကျွန်တော်နိုင်တာဖက်သက်ကမှာဒီနေ့တရက်တာပေးစရာတော့ကျွန်တော်တအားကြီးစောင့်ကြည့်ဖို့တော့မလိုအပ်ပါဘူးမနေ့ပြန်တရက်တာအပေးစရာတော့ကျွန်တော်တို့အရေးကြီးတယ်ခင်ဗျဟုတ်ကဲ့ဒါလေးကကျွန်တော်ဤပညာပိုင်းကတုံ့တက်ချက်လေးဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ကဘာရွှေဈေးကိုဈေး EBO ဈေးငြိမ်တက်မယ်လို့ရေးပူရအပြင်တုံ့တက်ထားပါတယ်ခင်ဗျ တတိမန်ကိုတော့ကြည့်လိုက်တတိမန်ကြည့်မယ်ဆိုတော့ဒီနည်းညမှာဘာဒီတာမှမရှိဘူးဒေါ်လာ index ကလည်းကျွန်တော်69နာ69အထက်မှာငြိမ်းငြိမ်းနေတာကိုတွေ့ရတယ်ပြီးရင်ကျွန်တော်လက်ရှိမှာ breaking news နေနေဥမာအာကျွန်တော်အမေရိကန်ကဗီနီဇွဲလာလိုနိုင်ဂျီးရီးယားကိုကျူးကျော်မဲ့ပါညာတတိနေထွက်တယ်အဲ့တတိနေကလည်းထွက်လာတာကြားပါပြီကျွန်တော်လွန်ခဲ့တဲ့လအစပိုင်းကနေထွက်လာဆေလာပိုင်းအစတည်းထွက်တယ်ဒီတတိနေက affect ဖြစ်ရင်ဗျာကျွန်တော်တို့အာကဘာရွှေစေးပြီးခဲ့တဲ့ app ကလည်းထောင်တက်တာမြင်နေရတယ် ဒီသတင်းညာဘာမှမတူကြဘူးပြီးတော့ပြီးခဲ့ပတ်မှာဘန်တုံးလုံးရှော့ခဲ့တယ်အဲရှော့ခဲ့တယ်ရှော့ခဲ့ပြင်မဲ့လဲကဘာချွေစီကကျွန်တော်တို့တို့ထင်းတလောက်တက်ချင်းမရှိဘူးပေါ့လက်ရှိမှာကဘာချွေစီဝဲလူအားအားနည်းနေလို့ပြောလို့ရသတင်းမှန်ရပြဿနာရောင်းလို့အားလည်းအရန်ကြီးအကောင်းတဲ့အနေထားမျိုးမဟုတ်ဘူးအဲ့ဒါပြတဲ့ကဒီတစ်ပတ်အတွင်းကျွန်တော်တို့ကကမ္ဘာချွေစည်းကွက်နဲ့တက်ဆိုင်တဲ့သတင်းတွေကို breaking news တွေအဲစီးပွားရေးသတင်းတွေကိုစောင့်ကြည့်ပို့လို့ရတဲ့အဲ့ဒီသတင်းတွေကဘယ်ဘက်တွန်းပို့မလဲအသက်ဘက်တွန်းပို့မလားအကြဘက်တွန်းပို့မလားကျွန်တော်ကြည့်ရမှာဖြစ်ပါတယ် တခုချီတာဒေါ်လာအင်းသက်တာတရာအထက်မှာတာတရက်တာဈေးပိတ်နိုင်ရင်တော့သတင်းပိုင်းရကပ္ပရွှေစီအကြအားဆက်ကောင်းပါလိမ့်မယ်ဒေါ်လာအင်းသက်ကြီးတရာအထက်မှာတရက်တာဈေးပိတ်သွားနိုင်ရင်ကပ္ပရွှေစီကျွန်တော်တို့ဈေးအကြအားကောင်းတာမျိုးသတင်းပိုင်းရကျွန်တော်တို့မြင်ရပေါ်လာလားမရပါဘူးခင်ဗျဟုတ်ကဲ့ဒါလေးကကျွန်တော်ဒီနေ့တရက်တာကပ္ပရွှေစီကွယ်သုံးသက်ချက်ဗီဒီယိုဖြစ်ပါတယ်အခုလောသုံးသက်ချက်ဗီဒီယိုတွေကို app to the channel ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ TikTok account တွေကို subscribe see fat and follow လေးလုပ်ထားပေးကြပါခင်ဗျ